မင်္ဂလာပါကချင်ဝိသတင်းဌာနကနေနေ့စဉ်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ကြောင်းမိတ်ဆက်ပြောကြားလိုပါတယ်ကျွန်မကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးရမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းမဲဖြစ်ပါတယ် မနေ့ကဧပြီ9ရက်နေ့တရက်ထဲမှာပဲစကိုင်းတိုင်းနဲ့ချင်းပြည်နယ်ကမြို့နှမျိုးကိုတော်လိုင်းရေးအဖွဲ့တွေကတင်ပိုက်လိုက်နိုင်တယ်လို့သိရပါဗါး2024ဩဂုတ်လကစတင်တိုက်ခိုက်ခဲ့တဲ့စကိုင်းတိုင်းနဲ့ကချင်းပြည်နယ်အဆက်မှာတည်ရှိတဲ့အင်းတော်မျိုးကိုရှစ်လနီးပါတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်မနေ့ကဧပြီ9ရက်နေ့မှာတော့အပြည့်သက်တင်ပိုက်ရရှိလိုက်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်ဒုတိယကမ္ဘာစစ်ကဂျပန်တပ်ဖွဲ့တွေရဲ့မြေအောက်ဆေးရုံတည်ရှိခဲ့တဲ့ဂျပန်လိုင်းကိုဂုံးခေါ် အင်းတော်စစ်တပ်ကောင်မှတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာကတားဘက်ကိုတက်ဆုတ်သွားခဲ့တယ်လို့သိရပါဗျ။ဒါပြင်အရက်သားပြည်သူတွေကိုပစ်ခတ်ခဲ့တဲ့ဟာဝီဇာလနဲ့ဂျီနလက်အပါအဝင်လက်နက်ခရမ်းတွေလည်းတင်ပိုက်ရရှိတယ်လို့သိရပါဗျ။စခန်းလက်လွတ်လိုက်ရတဲ့စစ်ကောင်စီကတော့မနေကလေးကလေချောင်းနဲ့တိုက်ခိုက်နေတာဖြစ်ပြီးဒီကနေ့မနက်အထိလဲလေချောင်းအုံပြုပြီးပေါင်900ပုံတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန်တွေကဆိုကြပါဗျ။ ဆက်လက်ပြီးချင်းပြည်နယ်ဖလန်းမျိုးကိုလည်းချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကဧပြီ9ရက်နေ့မှာပဲအပြစ်ဒဏ်သိမ်းပါရရှိတယ်လို့ချင်းဒေတာရင်သတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ဖလန်းမျိုးကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ခလာယာနေ68တရင်ကိုချင်းမဟာမိတ်ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တာဖြစ်ပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့လိုက်လံရှင်းလင်းနေတယ်လို့သိရှိရပါဗျ။ ဖလန်းမြို့ကိုတော့2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလေးလကျော်အကြာတိုက်ခိုက်ခဲ့ပြီးနောက်ဖလန်းမြို့ကိုအလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်တာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်လိုင်စာမြို့ဂျေရန်ဆစ်ဆောင်စခန်းကကလေးငယ်3ဦးကိုပြန်ပေးဆွဲတပြက်ခဲ့တဲ့တရားခံကို KIO အထူးတရားရုံးကတည်တံအမိန့်စီရင်ချမှတ်လိုက်ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ22ရက်နေ့က ဆီယာမကိုလက်ဆောင်ပေးဖို့အိမ်ကနေထွက်သွားတဲ့ចောင်းတူကလေး၃ယောက်ကိုတရခန့်ဦးအောင်ဆောင်တွဲအောင်ကဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အမှုကိုအထူးတရားရုံးကနေမတ်လ29ရက်နေ့မှာတည်တံ့ချမှတ်ခဲ့ကြောင်း KIO သတင်းဌာနကဖော်ပြထားပါဗျ။တရခန့်ဦးအောင်ဆောင်တွဲအောင်ကိုလူတက်မှုရစတဲ့ကြီးဥပဒေ၃ရာနဲ့အပါဝင်ပုံမှန်ပေါင်း6ခုနဲ့တည်တံ့အပြင်အလုတ်ကျန်းတဲ့ထောင်တန်းအနှစ်30အမိန်ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါဗျ။ တရခန်ဟာ KIA စစ်တပ်အတွင်မှစစ်စီကံဥပဒေချိုးဖောက်မှုကြောင့်နေရှိထောင်နှံကြခံခဲ့ရဘူးလို့ဖြစ်ပြီးဂျေယန်စရှောင်းစခန်းမှာပဲခိုးလုံနေသူဖြစ်ကြောင်းသိရပါဗျ။တပ်ဖြတ်ခံခဲ့ရတဲ့ចောင်းသူကလေး၃ယောက်ဟာအသက်၁၀နှစ်နဲ့၁၇နှစ်သားရှိနေတဲ့ဂျေယန်စရှောင်းစခန်းကကလေးငယ်တွေဖြစ်ပါဗျ။ဆရာဝန်ရဲ့စိတ်စစ်ချက်တွေအရမိန်းကလေးငယ်တွေဟာလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့တပ်တွေအထောက်အထားတွေလည်းတွေ့ရတယ်လို့ဆိုပါဗျ။အမှုကိုဂျေယန်စရှောင်းစခန်းတာဝန်ခံက လိုင်ဇာရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပြီးလိုင်ဇာခရိုင်ရဲမှုကတည်ရလို့လောက်ကအမှုဖွင့်စစ်ဆေးခဲ့ကြောင်း KNO ရဲ့သတင်းဖော်ပြချက်အရသိရပါဗျ။ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။